နာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ22ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါ ထမဆုံးတော့တိုက်ပွဲသတင်းတွေနဲ့စရအောင်ပါပဲခူးတိုင်းဒေသကြီးရေတာရှိမြို့နယ်မှာစစ်ကော်မရှင်ရဲ့အထိုင်စခန်းတစ်ခုကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတည်ရင်မူဒုတိယဗိုလ်မှူးကြီးအပါဝင်15ယောက်တေဆုပ်ပြီးစစ်တုပ်ပဲ2ယောက်ကိုဖမ်းဆီးရမိခဲ့ပါတယ် စစ်တောင်မြေအရှိဖက်ကကရွာတိရွာမှာအင်အား60လောက်အထိုက်ချထားတဲ့စစ်ကော်မရှင်တပ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတပ်ရင်းတွေစုဖွဲ့ထားတဲ့ဘူဟာစစ်ကြောင်းကအော်တိုဗာလာ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်ကတည်ရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါဝင်15ယောက်ကြာဆုံးခဲ့ပြီးတော့စစ်တုပ်ပန်း2ယောက်ကိုအရှင်ဖမ်းမိခဲ့ပါတယ် တိစုပ်သူတည့်ရင်မူညီညီနိုင်ဟာလီကြောင်းရဲ့ကာကွယ်ရေးတပ်လကတာနစ်တုံညာနစ်ကိုကဖြစ်ပြီးတော့ဖန်စီချိန်မှာပစ္စတိုထုတ်ပြီးခုခံမှုပြုတ်လုပ်တာကြောင့်အသေးပြစ်တက်လိုက်ရတယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။ တိုက်ပွဲပြီးမှစစ်ကောမရှင်တပ်ဖွဲ့ဝင်တွေက အထိနာလို့စုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့တော်လရင်တပ်ဖွဲ့တွေဟာရွာသိရွာက အထိုင်စခန်းနဲ့ရွာထဲကကင်းစခန်းတွေအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းဆီးရမိခဲ့တဲ့လက်နက်ခရမ်းတွေကတော့ drone ချက်ပါအထိုင်ဆက်ကြီးတလုံး MA11 တလက် MA3 တလက် G3 ၃လက်60မမတစ်လက် Pisto တစ်လက်အပြင် G မျိုးစုံတစ်ထောင်လောက်အပါဝင်စစ်အုံဆောင်ပစ္စည်းတွေပါဝင်ပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြားပိတ်မိနေတဲ့ရွာသားတွေကိုလည်းတိုက်ပွဲလွတ်ရာနေရာကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုမှာတော်လန်ရင်ရဲဘော်နေရာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့စစ်စင်ရေးတွေကိုအကောင့်ထဲပို့ဆောင်ရွက်တာဖြစ်တယ်လို့ ေပြည်တော်တိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းဒေသကြီးကတပိတ်ချင်းနဲ့မူကုန်းမြို့တွေကိုစစ်တပ်ကလေကြောင်း drone တွေနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရမှာတနစ်အရွယ်ကလေးငယ်အပါဝင်အရက်သား၈ယောက်တိစုပ်ပြီး20ကျော်ဒဏ်ရာရခဲ့ပါတယ်။တပိတ်ချင်းမြို့နယ်ဇရက်ကွင်းရွာကိုအော်တိုဗာလာ23ရက်နေ့မနေ့ကညနေ6နာရီလောက်မှာစစ်တပ်က ဒရုန်းနဲ့ပုံကျဲခဲ့လို့တနစ်သားလေးအပါဝင်ဒေသခံ9ယောက်တိစုပ်ပြီး10ယောက်ထက်မနည်းဒဏ်ရာရခဲ့ပါတယ်။စစ်ကော်မရှင်ထိချုပ်ထားတဲ့ဖော့တော်လန်းစုံကနေဒရုန်းနဲ့ရွာလေတံတားနာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒေသခံတွေကဒါဟာရက်စက်တဲ့လုံရက်ဖြစ်တယ်လို့ပြောပါတယ်။နောက်ပြီးတော့တအန်သက် TNL ထိချုပ်တဲ့မူကုတ်မြို့ကိုလည်းမနေ့ကမွန်လွဲ3နာရီဝန်းကျင်မှာတိုက်ပွဲမရှိဘဲနဲ့လေကြောင်းကနေဗုံးကျဲခဲ့ပါတယ်။ ကန်တော်ရက်ကွက်ကဖူးဆယ်ဘောလုံးကွင်းအနီးကို ပေါင်150ဘုံးနှလုံးကျဲချခဲ့လို့အသက်6နှစ်10နှစ်နဲ့17နှစ်အရွယ်ကလေး3ယောက်တည်ဆုပ်ခဲ့ပြီးတော့12ယောက်ဒဏ်ရာရခဲ့ပါတယ်။အိမ်ဆက်တလုံးနဲ့ဖူးဆယ်ကွင်းလည်းပြည့်စည်ခဲ့ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်အရအော်တိုဗာလာတလထဲမှာပဲစစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေအပါဝင်အရက်သား40ကျော်တည်ဆုပ်ပြီး90ကျော်ဒဏ်ရာရရှိထားပါတယ် မြန်မာနိုင်ငံစကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့နာဂကြီးရွာတစ်ခုကိုပြင်းမဲ့အတိအကျပစ်ခတ်နိုင်တဲ့ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ခံရလို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်။အော်တိုဗလာ20ရဲ့ညပိုင်းမှာအိန္ဒိယစစ်တပ်က drone တွေဟာလဟေမြို့နယ်ခမိုင်လွယ်ရီကြီးရွာမှာရှိတဲ့ NSCN K အဖွဲ့ကဘူချုပ်တယောက်ရဲ့အိတ်ကို ထိမှန်ခဲ့တယ်လို့နာဂန်ညူးစတင်ဌာနကနာဂပြည်ဆိုရှယ်လစ်ကောင်စီ NSCN K အဖွဲ့ကိုကိုကာပြီးတည်င်းထုတ်ပြန်ထားပါတယ်အဲ့ဒီဒရိုတိုက်ခိုက်မှုကြောင့်ဘူချုပ်ဖီးရန်ရဲ့သားနဲ့အသက်၈နှစ်အရွယ်သမီးတို့နေရောက်တည်ဆုပ်ပြီးဘူချုပ်ဖီးရန်ကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်လို့ဆိုပါတယ်အဲ့ဒါအပြင်နာဂဘူချုပ်ရဲ့ဇနီးနဲ့ကိုရီးအရာရှိတအူလဲဒဏ်ရာရသွားတယ်လို့ဆိုပါတယ် အစောပိုင်းမှာအိန္ဒိယစစ်တပ်ကသူတို့လက်ချက်ဆိုတာမထုတ်ပြန်ခဲ့ပေမဲ့ဒီကနေ့မှာတော့အိန္ဒိယစစ်တပ်ကသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာပါတယ်။စကိုင်းတိုင်းမှာရှိတဲ့ NSCNK နဲ့ ULFA အဖွဲ့တွေပုံခုနေရာတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူ၅ဦးသေဆုံးတယ်လို့ထုတ်ပြန်ပါတယ်။အိန္ဒိယစစ်တပ်က drone တိုက်ခိုက်မှုဟာအစစ်မြစ်ပြီးတိကျတဲ့နည်းပညာကိုတုံ့ထားတယ်လို့ပြောပါရယ် အော်တိုဗာလာ၁၆ရက်နေ့ကတော့အိန္ဒိယလူမျိုးစုတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ NSCNK နဲ့ ULFA အဖွဲ့တွေပေါင်းပြီးအိန္ဒိယဘက်မှာရှိတဲ့အာတန်ရိုင်ဖယ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်မြန်မာတိုင်းနယ်ဆက်မြဝတီနာကနမေဆိုးထွက်နေတဲ့ခေခေပစိုက်ဘာငွေလိမ်ခြံဝတ်ထက်က လူပေါင်းရာနဲ့ချီဟာကရင်နယ်ခြားစောက်သက် BGF ရဲ့စီမံမှုနဲ့အော်တိုဘာလ23ရက်နေ့ညကစပြီးပြောင်းရွှေ့နေကြပါတယ်။ မျက်မြင်တွေ့ရှိချက်အရ BGF အဖွဲ့ဝင်တွေကကားကြီးကားငယ်တွေနဲ့လူတွေအထုပ်ပိုးတွေနဲ့ထွက်ခွာနေကြပြီးတရုတ်လူမျိုးတွေအများဆုံးပါဝင်တယ်လို့ဆိုပါတယ်ဒီသခင်တွေရဲ့ပြောကြားချက်အရစစ်ကော်မရှင်တပ်ကထက်ပြီးဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပြီး BGF တာဝန်ရှိသူဗိုလ်မှူးချုပ်စောတင်ဝင်းကတော့ကြားဖြတ်လို့နာမည်ထွက်လို့ဖိအားကြောင့်ပေးပြန်လာလို့ KIC သတင်းဌာနကိုပြောဆိုထားပါတယ်။ တချို့ကတော့မြဝရီနယ်အတွင်းတနီရယာကိုပြောင်းရွှေ့ဖို့ဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်နိုင်ငံတကာမှာနမည်ကြီးနေတဲ့ DKK ပစီမံကိန်းနေမြေကနေလူအများအပြားအလင်းမြန်ရွှေ့ပြောင်းနေတာဟာဒေသအတွင်းစည်ရေနိုင်ငံရေးအရဆက်ဆက်မှုတွေရှိနေနိုင်ပါတယ်လို့သုံးသပ်မှုတွေရှိနေပါတယ် ဒေသတွင်မတည်ငြိမ်မှုနဲ့နိုင်ငံဖြတ်ကျော်ရဇဝမှုတွေရဲ့အဓိကရည်တောင်းမြင်ဟာမြန်မာစစ်အုပ်စုဖြစ်တဲ့အတွက်အာဆီယံနဲ့နိုင်ငံတကာအတိုက်အဝန်းအနေနဲ့မဖြစ်မနေအရေးယူဆောင်ရွက်ဖို့ Justice for Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစေအုပ်စုဟာနာမည်ဆိုတဲ့ကြော်ကြားတဲ့ KKPA Cyber ငွေလိပ်ခြံဝန်းကြီးကိုအယောင်ပြစီးနှင်းခဲ့တယ်လို့ Justice for Myanmar JFM အဖွဲ့ရဲ့ October 23ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ် ဒီလောက်ရဲ့ဟာလာမယ့်အာဆီယံအစည်းအဝေးမတိုင်မီစီအုပ်စုနဲ့လက်အောက်ခံကရင်နယ်ခြားစောက်သက် BGF ရဲ့ရဇဝမှုတွေကိုအာရုံပြောင်းဖို့ကြိုးပမ်းတာပဲဖြစ်တယ်လို့သုံးသက်သူတွေကထောက်ပြထားကြောင်း GFM ကထောက်ပြထားပါတယ်မြန်မာစစ်တပ်ဟာ BGF နဲ့အတူလူကုန်ကူးမှုငွေလိမ်လည်မှုစတဲ့နိုင်ငံဖြတ်ကျော်ရဇဝုစီးပွားကွန်ရက်ကြီးတစ်ခုကို ကြီးကြပ်လည်ပတ်နေတယ်လို့ GFM ကဆိုပါတယ် BGF ကောင်းဆောင်တွေဟာ KK Pack အပြင် Apollo Pack နဲ့ Yulongbi Pack လို့စိုက်ပန်ငွေလိမ်ခြံကြီးတွေမှာလည်းပါဝင်ပတ်သက်နေတာကို နိုင်ငံတကာအစီရင်ခံစာတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်စီအိုစုဟာအကြံဖက်အဖွဲ့အစည်းဖြစ်ပြီးဒေတာမတည်ငြိမ်မှုရဲ့လက်တည်တရားခံဖြစ်တဲ့အတွက်လာမယ့်အာဆီယံထိပ်တည်အစည်းအဝေးမှာအစိုးရတွေအနေနဲ့စီအိုစုကိုရောသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုပါပြတ်သားစွာဆန့်ကျင်ဖို့တောင်းဆိုထားပါတယ်။ ။ဒါအပြင်စစ်တပ်ရဲ့ဘန်နာငွေနဲ့စစ်လက်နက်လမ်းကြောင်းတွေကိုဖျက်တောက်ဖို့စစ်ရဲစုံမှုတွေအတွက်နိုင်ငံတကာအရေးယူတာဝန်ခံမှုကိုရရှိစေဖို့ GFN ကတောင်းဆိုထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ American Russia ထိပ်သီးတွေ့ဆုံပွဲမရေမရာဖြစ်နေတာနဲ့စာရအောင်ပါ ရုရှားဘက်ကချက်ချင်းအပြည့်ခက်ရက်စဲမှုမလုံနိုင်ဘူးလို့ပြောပြီးတဲ့နောက်မှာသမ္မတပူတင်နဲ့တွေ့ဆုံမှုကိုရွှေ့ဆိုင်ထားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကပြောလိုက်ပါတယ်။အချိန်ဖြိုးယုံအစည်းအဝေးကိုမလုံချင်ဘူးလို့သမ္မတထရပ်ကပြောလိုက်တာပါ။မကြသေးခင်တော့ကအိမ်ဖြူတော်မှာယူကရိန်းသမ္မတနဲ့တွေ့ဆုံခဲ့စဉ်ကအပြည့်ခက်ရက်စဲရေးအတွက်ယူကရိန်းနေမြေတချို့ရုရှားကိုပေးလိုက်ဖို့သမ္မတထရပ်ကတိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမတိုက်ခင်လေးမှာပဲတမဒါထရန့်ကတမဒါပူတင်နဲ့တယ်လီဖုန်းစကားပြောပြီးသူနဲ့ပူတင်တို့မကြခင်ရက်ပိုင်းမှာတွေ့ဆုံမယ်လို့ကြေညာခဲ့တာပါအဲ့ဒီနောက်မှာတော့ရုရှားတွေကသူတို့ရဲ့မူလတောင်းဆိုချက်တွေကိုမလျှော့နိုင်ဘူးလို့အမေရိကန်ကိုထပ်ပြီးအကြောင်းကြားခဲ့တာပါအဲ့ဒီနောက်တမဒါဒေါ်နယ်ထရန့်ကပူတင်နဲ့ဆွေးနွေးပွဲလှုပ်ဖြစ်ချင်မှလှုပ်ဖြစ်တော့မယ်လို့ပြောလာတာဖြစ်ပါတယ် အော်တိုဗာလာ23ရက်မနေ့ကတော့ဥရောပခေါင်းဆောင်တွေကတမဒါထရက်ကိုရုရှားဘက်ကချက်ချင်းအပြည့်ခတ်ရက်ဆဲမယ်ဆိုတာကိုအခိုင်အမာရအောင်လုပ်ပါလို့တိုက်တွန်းခဲ့ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမြန်မာနယ်စပ်မှာအသက်ခံရပြီးခန္ဓာကိုယ်အစိတ်ပိုင်းတွေရောစားခံလိုက်ရတယ်လို့သတင်းတွေမှာပါခဲ့တဲ့ဘီလာရုစ်နိုင်ငံက မော်ဒယ်ဟာထိုင်းနိုင်ငံကနေအသင်းအဓမ္မဖက်စည်းခေါ်ဆောင်သွားခံရတာမဟုတ်ဘူးလို့ထိုင်းလူဝင်မှုကြီးကြပ်ရေးကတည်င်းထုတ်ပြန်ပါတယ်။ဘီလာရုစ်တည်င်းဌာနတစ်ခုဖြစ်တဲ့ Match ဆိုတဲ့တည်င်းမီဒီယာတစ်ခုက Vida Grass ဆိုပါလို့ခေါ်တဲ့မော်ဒယ်ဟာထိုင်းနိုင်ငံကို မော်ဒယ်အလုပ်သွားရှောက်ရမှာအသင်းချက်ဖက်စည်းခံရတယ်လို့ရေးထားပါတယ်။ အဲ့ဒီနောက်မှာမြန်မာနယ်စပ်မှာအနှိမ့်ဆက်ခံရပြီးနောက်တပ်ဖြတ်ခံရပြီးကိုအင်ဂါရီရောင်းစားခံခဲ့ရတယ်လို့យေတာထားခဲ့တာပါအဲ့ဒီသတင်းကိုအခြေခံပြီးနိုင်ငံတကာသတင်းတွေဖြစ်တဲ့ Daily Mail နဲ့ The Sun တို့မှလည်းဖော်ပြမှုရှိခဲ့ပါတယ်။ ဗီရာဂရက်ဆိုပါဟာစက်တင်ဘာ14ရက်ကထိုင်းနိုင်ငံတူဝနာဘူမိလိစိတ်ကလည်းဝင်ရောက်လာခဲ့ပြီးစက်တင်ဘာ20ရက်မှာတော့ရန်ကုန်ကိုထိုင်းလီကျောင်းလိုက်လီရင်နဲ့ပြန်ထွက်သွားခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိရဲဘော်ချုပ်ချူအန်ဂရွန်ရမ်ပတီကပြောပါတယ်လေစိမ့်မှာရှိတဲ့ CCTV မှတ်တမ်းတွေအရရန်ကုန်ကိုလေရင်နဲ့ထွက်ခွာတဲ့အချိန်မှာသူ့ကိုအသင်းကျက်စီခိုင်းနေတဲ့လက္ခဏာတွေမတွေ့ရဘူးလို့လဲထိုင်းလာဝကကပြောပါတယ် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးကတော့အဲ့ဒီမော်ဒယ်မြန်မာပြည်ကိုထွက်သွားပြီးဘာဖြစ်တယ်ဆိုတာသူတို့မသိရဘူးလို့ဆိုပါတယ်တရုတ်နိုင်ငံရှင်ကျန်းပြည်နယ်ကအသက်ရှင်နှစ်အရွယ်ကလေးဟာမိဘတွေစုထားတဲ့ပတ်စံယွမ်9000ကျော်ကိုအွန်လိုင်းဓာတ်ရိုက်လက်စာတွေအဖြစ်ပေးခဲ့တယ်လို့ဘန်ကောက်ပို့စ်တင်စာမှာဖော်ပြထားပါတယ်။ ေသတွင်သတင်းတွေအရကတော့ကလေးဟာမိဘတွေရဲ့ဖုန်းကိုယူဆော်လေးရှိပါတယ်ပြီးတော့ငွေပေးချေတဲ့စကဝက်ကိုအလွတ်မှတ်ထားခဲ့တာဖြစ်တယ်လို့ဘန်ကောက်ဖို့စ်သတင်းမှာရေးထားပါတယ်မီလာမှာတော့ကလေးကဒိုက်ရိုက်ထုတ်လွှင့်တဲ့လူမှုမီဒီယာကွန်ရက်တစ်ခုကိုအမတ်မထင်ဝင်ရောက်မိခဲ့ပါတယ်။အဲ့ဒီလူမှုကွန်ရက်မှာကကြည့်ရှုသူတွေကအကောက်ပိုင်ရှင်တွေကိုအွန်လိုင်းကနေလက်ဆောင်တွေပေးပို့တာကိုတတိထားမိခဲ့ပါတယ်။သူကလည်းတခြားလူတွေလောက်တလို့လက်ဆောင်တွေပေးပါတော့တယ်။ အတန်လွင့်ထုတ်နေသူတွေကိုအွန်လိုင်းကနေလက်ဆောင်တွေဝယ်ပေးခဲ့ပါတယ်။အဲ့လို လက်ဆောင်ပေးခဲ့တာဟာနလလောက်ကြာခဲ့တယ်လို့ဆိုပါတယ်။သူကလက်ဆောင်တွေပို့ပို့ပေးလာခဲ့တာကြောင့်အဲ့ဒီလူမှုကွန်ရက်မှာထိတ်တဲပတ်ပိုးသူတယောက်ဖြစ်လာခဲ့ပါတယ်။မိဘတွေကအလုတ်သမားတွေကိုလှောက်အားခပေးဖို့ ဘန်အကောက်ကိုပြန်ဖွေးကြည့်တဲ့အခါကျမှသူတို့ရဲ့ယွမ်း9000ကျော်ထိုင်းဘန်နဲ့ဆိုရင်3သိန်းခွဲလောက်ရှိတဲ့ဘန်အကောက်ထဲမှာ25ယွမ်းပဲကျန်တော့တာကိုသိခဲ့ရတယ်လို့ဆိုပါတယ်။မိဘတွေကရဲကိုတိုက်ကြားခဲ့ပြီးရဲကအဲ့ဒီလူမှုမီဒီယာကွန်ရက်ကင်တွေသူတွေကိုဆက်သွယ်ပြီးကလေးဟာမိဘခွင့်ပြုချက်မရဘဲငွေလဲပေးခဲ့တာဖြစ်လို့ပြန်ပေးဖို့တောင်းဆိုပေးခဲ့ပါတယ်။လူမှုမီဒီယာကွန်ရက်ကဗန်မတ်တန်တွေကိုကြည့်ပြီးဩဂတ်လထဲမှာတော့ကလေးမိဘတွေကို9000တ 1803ရွယ်ပြည့်လည်လွယ်ပြီးခဲ့ပါတယ်။တည်နေမီဒီယာကွန်ရဲ့ NMG တည်တင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်တည်တင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။